ဒါကဂရုလူရှင်လောကရဲ့တကယ်ထိတ်တန့်ပလူဇန်မြောက်ဒါကူဘူမန်တဲ့ဒါတော့ခိုးရွှေစမ်းတဲ့အော်ဟုတ်တွေ့ရဝမ်းသာပါတယ်ဒါပေမဲ့ဘော်ဘီဆက်ဆန်ကကျွန်တော်လုံငယ်တဲ့ကျွန်တော်အတိအကျတော့မသိဘူးပေါ့နော်မမှတ်မိဘူးပြောတာလုံငယ်တဲ့7နှစ်လောက်ဖြစ်မလားမသိဘူးကျွန်တော်ဗီဒီယိုကားတက်ကရိုက်ဘူးတဲ့အဲ့ဒီတွေကဒီကလင်းမလေးကအဲ့ဒီဗီဒီယိုကလူမင်းနဲ့ရိုက်လာအာရှူးတဲ့ကိုကိုဟုတ်ပါရှင် ။အာရှုတဲ့ကိုကိုအာရှုတဲ့ကိုကိုသူတချင်းကလည်းပေါက်တာ။အဲ့ချင်းလို့တုံးမှုရိုက်ထားတာ။အဲ့ကားကလည်းပေါက်တယ်။ဒါပေမဲ့ကျွန်တော်အန်အောင်နေရပေးတယ်လည်းလက်ခံတယ်။ရက်တန်းနဲ့ဒီကလေးမလေးဘာကြောင့်ပျောက်သွားလဲဆိုတာ။နောက်အခုဒီကားရိုက်တော့မှပဲကျွန်တော်ဟိုပြန်မေးကြည့်တော့သူတို့ဂီတနဲ့ရုပ်ရှင်နဲ့ဂီတကဒီရုပ်ရှင်ရေးဖို့ရှင်ဂီတကနေ ညှိလို့အချိန်ပေးလို့ညှိလို့မရတဲ့ကိစ္စရဲ့ကြောင်းနဲ့တမိမရိုက်ဖြစ်တာတဲ့ဘူးတော့ပြန်လုပ်မယ်ပြောပါဘူးကအကောင်းဖျားကျူးစားပါမယ်နော်ဘောဒီကိုကြီးကိုအဲ့လိုဘောစီလို့မခေါ်ဘဲနဲ့ကိုကြီးလို့ခေါ်နိုင်အောင်ကဲတခါလေးခေါ်ကြည့်လိုက်ဘောကြီးလို့ဘောကြီးဟမ်ကြာကူကွာဒီထုတ်လို့သူကဟာတာကရိုက်ချင်တယ်ပြောလို့ကျွန်တော်ဒီ7 day နဲ့ ဇန်လာလေးတခုတိဆောက်ဖြစ်တယ်ပေါ့တိဆောက်ပြီးတော့ကျွန်တော်တို့ဇန်လာလေးရလဲရအောင်ဇန်လာလေးပြောသူတို့နဲ့ဆွေးနွေးတယ်ဆွေးနွေးပြီးတော့သူတို့လည်းအဆင်ပြေရနဲ့ထုတ်လို့သူပိုင်းကဒီအိုက်တာဒီအိုက်တာတွေရှိတယ်ဘယ်နေရာမှာဘုသူ့ထည့်မလဲဆိုပြီးတော့ကျွန်တော်တို့တိုင်ပင်ပြီးတော့ထည့်လိုက်ပြီးနဲ့ဒီကားဖြစ်လာတာပါ ကျွန်တော်ကြောက်တယ်အာသာကရိုက်ဖို့ကျွန်တော်အနေနဲ့ကတော့အာသာကရမ်းကဲပါကျွန်တော်ကဒီဒီဟိုစဒရမာတွေပါကြီးဆိုတော့ကျွန်တော်ကြိုက်တယ်အာသာကဒါအာသာကကျွန်တော်ရိုက်လဲရိုက်ခဲ့တယ်လေးငါနှစ်နေတော့မှတကားလောက်โอ้เย็นวะใจแต่ณဖြည့်ရတဲ့ဒုက္ခတော့39ဘိုက်ဘူးတော့ မတူလို့ဆိုတော့ဒါလည်းဟာတာကားတွေပါပဲဒါပေမဲ့အဲ့ဒီဟာတာကားတွေကကျွန်တော်ကဒီပလော့လေးရင်းနဲ့ပေါ့နော်ပြေးတိုင်ကြီးအောင်ပလော့လေးရင်းနဲ့ရိုက်ခဲ့တာအဲ့တော့ဟာတာကားမှာကြီးအောင်လိုက်တဲ့ကားမှာခုနမေးတယ်လို့ပေါ့မကြီးရအရမ်းလို့ဆိုတော့ဆိုတော့အဲ့ဒါကြောင့်လည်းကျွန်တော်မရိုက်ဖြစ်တာလည်းပါပါဟာတာကားကိုလေ သူဒီကားတော့ဟိုဇလန်းလေးလဲရတာနဲ့ရိုက်ပြတာမဖြစ်ပါဘူးအဲ့လိုကြီးတော့အဲ့လိုဖြစ်မယ်ဆိုကျွန်တော်လည်းရိုက်မှာမဟုတ်ဘူးလေအဲ့လိုဖြစ်လို့ကျွန်တော်ရိုက်မှာမဟုတ်ဘူးအဲ့လိုဖြစ်မယ်ဆိုကျွန်တော်ရိုက်မှာမဟုတ်ဘူးဟိုဒါပေမဲ့ကျွန်တော်ကလည်းလူကြီးတယောက်အနေနဲ့ငါဒါပဲပါဆိုပြီးလုတ်တက်တဲ့အဲမှာမပါပါဘူးသူတို့အကြံပြုတာဇကားအတွက်ကောင်းတယ်ထုတ်လို့သူတပြည့်လူပြောတယ်မင်းသားမင်းကြီးက အကြံပြုရင်တော့ကျွန်တော်လက်ခံတယ်ကျွန်တော်တို့တွားနေတဲ့ဇက်မပြည့်စည်ပြီးတော့တော့ကျွန်တော်တွားကြည့်နေအာကိုထိခိုက်လို့တော့မရဘူးလေအဲ့တော့ဝုနာပြောတဲ့ဇာတ်ကားအရဟိုကျွန်တော်ကတော့ဒီလိုမျိုးဟိုတို့ကဒါလုတ်ချင်တယ်ပါပြောတိုင်းကျွန်တော်တော့လုံးမဲ့ထဲမှာပါပါဘူးဥစားဘလို့ပြလဲဆိုတော့ဒီဇက်ကားထဲမှာဟို double g ရဲ့ဟို sugar daddy ဆိုတဲ့ချင်းလေးပါ sugar daddy ချင်းလေးနဲ့ ကားယူဆက်ကြည့်လိုက်တော့ဒီမြင်းမြတ်နဲ့ဟိုရဲရောင်ကကလစ်ဒီဘော်ဘီဆက်ဆော့စပွန်ဆာအညာသူလုံးချင်တယ်ငါလုံးချင်တယ်နဲ့အဲ့လိုသွားတဲ့ဇက်မျိုးအဲ့တော့တချင်းလေးထည့်တဲ့ဟောတချင်းနဲ့အယုံနဲ့ပို့လိုက်သွားလို့ကျွန်တော်နာမည်ပြောင်းလိုက်တာထုတ်လို့သူဘက်ကပြောတာပါဒါပေမဲ့ဘော်ဘီဆက်ဆာကကျွန်တော်လုံငယ်နဲ့ကျွန်တော်အတိအကျတော့မသိဘူးပေါ့နော်မမှတ်မိဘူးပြောတာ ယုံကနေ10နှစ်လောက်ဖြစ်မလားမသိဘူးကျွန်တော်ဗီဒီယိုကားတကားရိုက်ဘူးတဲ့အဲ့ဒီတည်းကဒီကလင်းမလေးကအဲ့ဒီဗီဒီယိုကလူမင်းနဲ့ရိုက်တယ်လာအာရှုတဲ့ကိုကိုအာရှုတဲ့ကိုကိုအာရှုတဲ့ကိုကိုသူတရှင်းကလည်းပေါက်တယ်အဲ့ဒီချင်းတို့တော့မူရိုက်ထားတာအဲ့ဒီကားကလည်းပေါက်တယ်ဒါပေမဲ့ကျွန်တော်အန်အောင်းနေရပေးတယ်လက်ခံတယ်ရက်တန်းတဲ့ဒီကလင်းမလေးဘာကြောင့်ပျောက်သွားလဲဆိုတာနော်အခုဒီကားရိုက်တော့မှပဲကျွန်တော်ဟိုပြန်မေးကြည့်တော့ သူတို့ဂီတနဲ့ရုပ်ရှင်နဲ့ဂီတကရုပ်ရှင်ရဖို့ရှင်ဂီတကနေညှိလို့အချိန်ပေးလို့ညှိလို့မရတဲ့ကိစ္စရဲ့ကြောင်းနဲ့တမိမရိုက်ဖြစ်တာတဲ့ဘူးတော့ပြန်လုပ်မယ်ပြောပါအဲအဲ့ဒါတော့ကျွန်တော်ဒီထက်မှာတော့အတတ်နဲ့ဆိုစူးစမ်းထားပါတယ်အဲ့လိုဟိုကရင်ကာရီပါတဲ့လူလဲပါတဲ့အလျောက်ဟိုဖြတ်ချက်မဟုတ်ပဲနဲ့ အဲ့လိုဖြစ်အောင်ကြိုးစားထားပါအရင်နေ့ကဦးနာပြောပြီးလွန်ခဲ့တဲ့ဆယ်နှစ်လောက်တည်းကဒီကလေးမလေးကအောင်မြင်မှာဒါပေမဲ့သူကဒီဘက်ကိုဆက်မရောက်လာဘူးအဲ့ဘော်ဘီဆက်ဆာမတိုင်ခင်မှာလားအဲ့ပတ်ချလဲတော့ပဲကျွန်တော်ဘုန်းဆရာဟိုမင်းနမီတယောက်အစိုးရတွေကရိုက်ဘူးသေးတယ်တော်လေနမီကခဏနာမိတယ်ဩရတနဲ့ကေတင်ချိုဆွေ အင်းတင်ချိုဆွေလည်းအဲ့လိုပဲအိမ်မှာအင်းတင်ချိုဆွေတစ်ချင်းနေရထွက်တော့ကြည်တော့ဟာဒီကောင်မလေးမစိုးဘူးဆိုပြီးတော့ထုတ်လို့သူပြောတော့ဦးကြီးဟိုအဆင်ပြေတယ်ဆိုရိုက်မယ်လေးဆိုတော့ရိုက်ပြီးတော့အောင်မြင်တယ်ဒီကလေးမလေးလည်းတော်တယ်အခုဒီကထဲမှာဒါရဲရင်အောင်တော့ကျွန်တော်ကဒါပထမဆုံးစုံဘူးလားတော်တယ်တော်တယ်တော်တယ်ရှိတယ်ရှိတယ်ရှိတယ်ပြောတဲ့အောင်ဟိုအတက်နိုင်ဆုံးအဝင်ဝင်ကြဖြစ်အောင်လုပ်တယ်အဲဒီကထဲမှာတော့ဟိုတခုပေါ့ ဘော်ဘီဆော့ချာကကျွန်တော်ပုံမှန်မြင်တဲ့အမြင်ကဟိုသူတို့ကြားတာကျွန်တော်ကအကြရီကိုတင်တယ်လို့ဘာလို့လဲလို့ကြားဘူးတယ်နဲ့တူပါတယ်ဟုတ်ဒီကားမှသူ့မတင်တဲ့အတွက်သူကသမီးကြတော့မတင်ဘူးတဲ့ဆိုတော့မဟုတ်ဘူးသမီးလို့မတင်ဘူးဆိုတာသမီးကဒီတိုင်းသွားနေလို့ဇက်နဲ့အကုန်လုံးနဲ့ကောမရိတ်ဖြစ်နေတယ်အဲ့ဒါကြောင့်အဝင်ငွေကဖြစ်လို့ပါလို့ပြောပြရိုက်ရိုက်ချင်ပါလေ ဒီသူတို့ပြောတဲ့ drama တွေပဲဒီကလေးမလေးတွေရိုက်ချက်မှာဒီဒီဒီကားမှာလည်းဟာသငါဆိုရင်ပဲကျွန်တော်အတတ်နိုင်ဆုံးတော့အဲ့လို location လေးတွေကိုအိမ်ဆိုလဲအိမ်အလျောက်တောင်ကျွန်တော်ရိုက်ထားပါကြည့်ကြည့်ပါသူတို့ကအစိမ့်သက်သက်ကလာတာမဟုတ်ဘူးလေပေးသက်တယ်သူတို့က interest ဖြစ်ပြီးသားလေဆိုတော့ကျွန်တော်တို့ဒီဇက်ပေါ်မှာသူတို့ဟိုတရုပ်ဆောင်တာတွေကတော်တော်ကျွန်တော်တော့ကျင်တတ်တယ်လို့ပြောရမှာဟုတ်ကဲ့ ဒီအိမ်မှာဟိုစီဝိုင်းလူမျိုးရင်းနဲ့မွန်းကျက်နေကြလူတွေကအဲ့တော့ဟိုရုပ်တနာရီခွဲနှစ်နာရီလောက်အချိန်ပေးပြီးတော့ရုပ်ရှင်ဝင်တော့မှလာထိုင်လို့ရှိရင်အဲ့စိတ်ထဲမှာမွန်းကျက်နေရတယ်ပြေပြောက်သွားကြအောင်ယုံသာရှိဖို့ဖိတ်ခေါ်ကြပါဘူးနော်